နမောတတဗျာရှိကိုတပညုတဉာဏ်တော်ဗျာရှိကိုရှင်နုရုဒ္ဓမထေရရဲ့ယတနာတရပနာမှာဗျာရှိကိုကိုစပြီးတော့ပူဇော်ပေးပါမယ်ခင်ဗျာနမောတတဘဂဝတောအရဟတောဓမ္မတံဘုဒ္ဓတနမောတတဘဂဝတောအရဟတောဓမ္မတံဘုဒ္ဓတနမောတတဘဂဝတောအရဟတော ဓမ္မတံဘုဒ္ဓတာတိယမံကမကြံရအောင်လုံဝါစုံနေအကုန်မြင်တပ်ပင်ရန်တော်အစွမ်းတီတီတီတရားညာအပြား၌ဟောတာစပွဲဤအသွဲသွဲကိုရှယ်လဲစုံလင်းအကုန်မြင်တပ်ပင်ရန်တော်အစွမ်းတီကြွတိုက်ကြပေရဝေနေဤ Injury is a right to a jai go. Nai cho sou lin a gou mien. ်တပ်ပင်ဉဏ်တော်အစွမ်းဒီဉဏ်တော်အစွမ်းပကဤ၃ပါးကြောင့်အများဝေနေကြောလောစေဖို့မနေမနာတတော်အာဖြင့်ကြီးမားလေပြီးရှစ်ဆယ်ပြည့်၍ပြိဋိဘံစံတိတိုင်အောင်တည်ယူဆောင်ဘုံကောင်ငါတို့ဖျားတီတပညုတညာနာတခင်ဘုရားရှင်အားယုတိမြတ်တို့လက်စုံမောရှိကူကြတော်ပါ၏ဘုရား သမာတံဗုဒ္ဓမတုလံတတတမဂလုတ်တမံအဘိဝါဒိယဘာတိတံအဘိဓမ္မထဗေကဟံတာတုတာတုတာတုဒီကကြောလေးလာနေတော်ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ဓမ္မမိတ်ဆွေတို့ကိုသောဗနတာတာရဏစေတသိက်39ပါအကြောင်းကိုဆွေးနွေးပေးမှာဖြစ်တယ်ဗောနော်ဒီစေတသိက်အပိုင်းတို့ပကိန်းပိုင်းတို့ဟာဆိုလို့ချင်းကျွန်တော်မနှစ်တုန်းက2014ခုနှစ် 2024ခုနှစ်က record မလုပ်ရတယ်ပေါ့နော် record မလုပ်ရသေးတဲ့အတွက်ကြောင့်မလို့ဒါအာဒီမမီဆွေတို့ကို2025ခုနှစ်ဒီမေလမှာမေလ2ရက်တော့မေလ sorry မေလ3ရက်နေ့မှာဒါ record လုပ်ခြင်းဖြစ်တယ်ကျွန်တော်ကဒီအလုပ်ကိစ္စနဲ့ပါပေါ့နော်အဲသိပြီးတော့မအားလတ်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမမီဆွေတို့ကိုဒီစေတသိက်အပိုင်းကိုမြန်မြန်လေးပြောသွားရတာဖြစ်တယ်ဒီမမီဆွေတို့ကဒီရိုးရိုးတမ်းမှာလည်းဒါလေးတွေကိုလေးလာပြီးပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟိုကိုဟာကိုဖတ်လိုက်ရင်လည်းနားလေတာပေါ့နော်ဒါပေမဲ့လည်း record အနေနဲ့အချိန်နေမှာ ကြံရင်နေကြံရင်နေရအောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓမ္မမစီတို့ကိုဒါနည်းနည်းလေးဖတ်ပြပြီးရှင်းပြပေးသွားဘလို့မှတ်ရမယ်ကြည့်ရမယ်ဆိုတာကိုရှင်းပြပေးသွားတာဖြစ်တဲ့ဓမ္မမစီတို့ကစေတသိက်ပိုင်းနဲ့ဒီပကိန်းပိုင်းနှစ်ခုကိုတော့တစ်ပိုင်းဒီအပိုင်းတစ်ပိုင်းကိုနှစ်ကြိမ်လောက်ဒီနားထောင်ပေးပါပေါ့နော်ဒါမှသာလေဓမ္မမစီတို့ကဟိုကျွန်တော်ပြောပါတာလေးတွေနည်းနည်းမြန်တဲ့အတွက်ကြောင့်မို့လို့ဟိုနားလေလေးမယ်ပေါ့နော်အဲကျွန်တော်ကလည်းဒါဒီနှစ်ပိုင်းနဲ့ပတ်သက်စေတသိက်ပိုင်းနဲ့ပကိန်းပိုင်းနဲ့ပတ်သက်ပြီးတော့မြန်မြန်ပြောသွားရခြင်းကိုနားလည်ပေးပါကျွန်တော်အချိန်ဘလို့မှမရှိတဲ့အတွက်ကြောင့်မို့လို့ဒါအချိန်လူပြီးတော့ record လုပ်ရခြင်းဖြစ်တဲ့ ယ်ပေါ့နော်။အဲ့တော့ BA3 ဗုဒ္ဓဓမ္မကဝေဒီ BA3 အတွက်လည်းကျွန်တော်10ပိုင်းဟို record လုပ်เสียရရှိသေးတယ်ပေါ့နော်။ဒါ record တွေပိုင်းပြီးသွားရင်ဒါကျွန်တော်ခဏနေလဲမိုးတွေရွာတော့မှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒါအတန်းနေစူညံနေမယ်ပေါ့။အဲ့ဒီခါကျတော့ record လိုရတာအဆင်မပြေဘူး။ဒါကူလည်းအားလက်ချိန်လေးခဏလေးအတွင်းမှာကျွန်တော်မြန်မြန်လေးတွေလုပ်သွားရတာဖြစ်တယ်။ဒါကိုကျွန်တော်ကိုနားလည်ပေးပါနော်။နောက်ပိုင်းတရား record ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဟိုအတန်းနဲ့ဒီစာနဲ့ကတွေ့ရတာပြန်လွယ်သွားပါပြီเนาะ ဒီနေရာမှာသောဗနာတာဒါနာစေတသိက်39ပါးမှာဆိုရင်တတ္တာတတ္တာဟာဆိုလို့ရှိရင်ယုံကြည်တတ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တတ္တာလို့ခေါ်တယ်တတ္တာဘယ်နေရာမှာယုံကြည်တာလဲဆိုရင်ဖျားစသည်လို့၌ကြည်ညိုခြင်းသည်တတ္တာမြည်ပါ၏တဲ့ တံပြုတ်တရားတို့ကိုကြည်လင်စေခြင်းလက္ခဏာရှိတဲ့တတ္တကကြတော့ဒါအဲတံပြုတ်တရားသူနဲ့ရှင်ဖက်တရားတွေကိုကြည်လင်စေတဲ့လက္ခဏာရှိတယ်။ရေနောက်ကိုကြည်စေနိုင်သောစကြဝဠေမင်းဤဗဒမြာယေဒနာကဲတို့ဒီနေရာမှာစကြပေါ့နော်စကြဝဠေမင်းဆိုရင်ဒါကကြီးရရဖြစ်တဲ့အတွက်ကြောင့်နှလုံးဆင်ဖြစ်တယ်။ဒါကြောင့်မို့လို့ကကြီးနှလုံးဆင်ဆိုရင်ကကြီးတလုံးကစလုံးရေကတာဆက်နောက်ကကြီးတလုံးကကကြီးရရကြဆိုတော့စကြဝတိမင်းဤဗဒမြာယရနာနဲ့တူတယ်ဆရာဝတိမင်းရဲ့ဗဒမြာယရနာဟာဆိုလို့ချင်းရင်နောက်နေတဲ့ရည်တွေကိုထည့်လိုက်မယ်ဆိုရည်ရကြီးသွားတာပေါ့နော်ဒါ ခပောင်းရေကြီးစေးတို့ကြောက်ရှင်တို့လိုပဲသူသူရဲ့မနော်အာနိသင်ကရေနောက်ကိုရေကြီးဖြစ်အောင်လုပ်နိုင်တဲ့အာနိသင်ရှိတယ်။သတ္တဆိုတာကလည်းဒီလိုပဲနော်။နောက်ကြည့်နေတဲ့စိတ်တွေကိုသူကကြည်လင်အောင်လုပ်ပေးနိုင်တာရှိတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကျွန်တော်တို့ရဲ့စိတ်ထဲမှာသတ္တဆိုတဲ့စိတ်သိရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖရာတရားစသည့်ယတနာ၃ပါးပေါ့နော်ကံကံရဲ့ကံကံရဲ့အကျိုးတွေကိုဒီငါးဌာနမှာယုံကြည်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်တွေကကြည်လင်လာပြီဖြစ်တယ်တဲ့ဒါကဆရာမကြီးတော်ခင်လာတဲ့ မဲ့ဆွေးနွေးတဲ့အထက်ကနေပြီးတော့ယူထားတာပါเนาะနောက်တစ်ခုကကြတော့ဒီ data နဲ့ပတ်သက်ပြီးတော့ဒီနေရာမှာလက္ခဏာကို မေးတယ်ပေါ့နော်လက္ခဏာကိုမေးတယ်ဆိုမဲ့ဓမ္မမိတ်ဆွေတို့ကသုံးချောင်းလုံးကိုချက်ထားပေးပါတတိတတိဆိုတာကအောင်းမိခြင်းမမိမလျော်ခြင်းဒီတတိအမြည်ဤဒါကတတိဆိုတာကအပမာဒပေါ့နော်ပမာဒဆိုတာကမေးတယ်အဲ့ဒါကအပမာဒဆိုတာကမမိလျော်ဘူးပေါ့နော်ဒါမြတ်စွာဘုရားရှင်နောက်ဆုံးစကားဖြစ်တဲ့တတိကနော်တံပြုတ်တရားတို့ကိုအောင်းမိစေခြင်းလက္ခဏာရှိဤရှင်ပြတ်တရားတွေကိုအောင်းမိစေခြင်းလက္ခဏာရှိတယ်တဲ့သူရဲ့တတိကဥပမာကကြောင့်တကားဆောင်တကားမှုကဲ့သို့ security ရတတိပေါ့နော်အများနဲ့တတိရှိနေရမယ် ဒါကိုဆိုလို့ဒါကိုကိုစကားပြောနေတဲ့အချိန်မှာလည်းသတိရှိနေတယ်ပေါ့နော်သတိရှိရမယ်ဟိုမမအောင်လို့လေကျွန်တော် record လုပ်တဲ့အခါမှာဆိုမမအောင်လို့သတိရှိသတိထားပြီးတော့ဒါဟိုရွတ်ပြဖတ်ပြဆွေးနွေးနေရတာဖြစ်တယ်ပေါ့တစ်ခါဒါမှတစ်ခါတတိကျရင်သတိလွတ်ပြီးတော့ပောက်ရရတွေထွက်သွားတာမျိုးတွေရှိတယ်ပေါ့နော် အတကကြတော့ hiri hiri ဆိုတဲ့အကဓမ္မမိဆိုတော့ hiri ကိုစတားပြတာเนาะဘာကြောင့်လဲဆိုတော့ဒီစာမေးပွဲအတွက်တာမကပေါ့เนาะစာရေးတဲ့အခါမှာလည်းမှားကြတယ်เนาะလူတွေကလည်း hiri order ba ဆိုပြီးတော့ထွက်ကြတယ်ထွက်တဲ့အခါမှာ hiri မှာစံကတ်မပါတော့ဘူးလုံကြီးတင်စံကတ်မပါတော့ဘူးဓမ္မမိဆိုတို့ကမှတ်ရမှာကအရှိရှိတယ်ဆိုလို့ရှိရင်လုံကြီးတင်စံကတ်ရှိတယ်အရှိမရှိဘူးဆိုရင်အာ hiri ka ဆိုရင်လုံကြီးတင်စံကတ်မရှိဘူးလို့မှတ်ဒါတော့တစ်လုံးမှတ်ထားပေးเนาะဓမ္မမိဆိုတို့ဆရာအနာနေရာကိုပြင်ရောက်တဲ့အခါကြာလို့ချင်းလည်းပြန်တင်တဲ့အခါသူတစ်ပါးကိုအဲ့လိုပြန်တင်ပေးရမယ် hiri ဆိုလို့ရှိရင်တော့အဲ့ဒါက ှစ်ရှိတယ်ဆိုရင်လုံကြီးတင်စားကတ်လည်းရှိတယ်အရှစ်မရှိဘူးဆိုလုံကြီးတင်စားကတ်လည်းမရှိဘူးဒီလိုမှရင်ဓမ္မမိတ်ဆွေတို့ကစာလုံးပေါင်းတက်တလုံးမမားတော့ဘူးပေါ့နော်ကာယတုစီယိုက်စတီတို့ကိုစစ်ဆုပ်တတ်သောကြောင့်ဟီရီမြီဤမိမိကိုကိုရိုသေးသည့်ဤအစွမ်းဖြင့်မကောင်းမှုစစ်ဆုပ်မကောင်းမှုမှဆက်ဆုပ်တတ်သောကြောင့်ဟိရီမြီဤပေါ့နော်ဒီနေရာမှာမကောင်းမှုဆက်ဆုပ်တတ်သောကြောင့်ဆိုတော့မကောင်းမှုမှဆိုတဲ့စာလုံးစလုံးကြံရင်ခဲ့တယ်ဒါလေးကိုဓမ္မပိစိတို့ပြင်ထားပေးပါမိမိကိုယ်ကိုရိုသေသည့်အစွမ်းဖြင့်မကောင်းမှုမှဆက်ဆုပ်တတ်သောကြောင့်ဟိရီမြီဤတဲ့ ဟီရီဆိုတာကာယဒုစရိုက်တွေကိုအာကာယဒုစရိုက်၃ပါးကပါတယ်လေသူတော်ဘာသူတော်ဘာအသက်ကိုတတ်တာသူတော်ဘာဥစ္စာကိုခိုးတာပြီးတော့လူချင်းကာမေသူမိစ္ဆာစာရာကိုဒါမလုပ်ဘူးပေါ့နော်ဒါဆိုရင်ဒါအရှိကုံတိတ်ကရှိတယ်ဟီရီရှိတယ်လို့ပြောတာအဲ့ဒီမှာဆိုရင်ကိုကိုကိုဒါပေါ့နော်သူတော်ဘာကရဲ့မှာဆိုးလို့ကို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 ရဲ့ကုံတိတ်ကတွေညှို့နှမ်းသွားမှာဆိုးလို့ကိုကိုကိုရိုးသေးတယ်ဒါကြောင့်မို့လို့မကောင်းမှုတွေကိုမလုပ်ဘူးပေါ့နော်ဒါကိုဟီရီလို့ခေါ်တယ် တခါနောက်ပြီးသွားလို့ရှိရင်မကောင်းမှုကိုဆက်ဆုပ်ခြင်းလက္ခဏာရှိတယ်တဲ့ဒါဟုတ်တယ်။နောက်ဗာနဲ့တူလဲဆိုတော့အမျိုးကောင်းသမီးနဲ့တူတယ်။အမျိုးကောင်းသမီးဟာဆိုမိမိရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ့်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။အနေထိုင်ဆင်ခြင်းနဲ့ပြီးသွားလို့ရှိရင်အသွာလာဆင်ခြင်းနဲ့အဝတ်အစားဆိုလဲလျှက်ပေါ်လော်လီရဲ့အဝတ်အစားမျိုးတွေမဝတ်ဘူး။အဲဗာလဲသူတော်ကောင်း လူကြီးတို့မတွေကကိုကိုရှင်ဟိုကဲ့ရဲ့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဂုံသိခါကိုဒါလေးစားတယ်ကိုကိုကိုယူသေးတဲ့အနေနဲ့ဒါအဲ့လိုမျိုးတရုတ်ပြည့်အဝဲစားတွေမဝဲဘူးပေါ့နော်ဒါဟို night club တွေမတက်ဘူးပေါ့တော့သွားလာစင်းချင်းနဲ့ဒါမျိုးတွေကိုကိုကိုကောင်းအောင်ထိန်းနေတာဒီပါလဲဟီရီဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ October ော်တက်ပါဆိုလို့ရှိရင်ဒီနေရာမှာဆိုရင်အဲကကာယဒုစရိုက်စသည်တို့မှထိတ်လန့်တတ်သောကြောင့်အော်တက်ပါမြည်ဤသူကတော့ကာယဒုစရိုက်ကုနာပြောတဲ့၃ပါးကိုထိတ်လန့်တဲ့အတွက်ကြောင့်မို့လို့အော်တက်ပါလို့ခေါ်တယ်ဒါကဟိရီရှိရင်အော်တက်ပါပါရှိလာပြီပေါ့နော်ဒီဟိရီအော်တက်ပါဆိုတဲ့တရား၂ပါးရှိမယ်ဆိုရင်မကောင်းမှုတွေကိုမလုပ်တဲ့အတွက်ကြောင့်မို့ဒါဒီတီလလုံကြုံနေဖြစ်လာပြီဒါကြောင့်မို့လို့တီလရဲ့နီးစွာသောအကြောင်းဆိုလို့ရှိရင်ဟိရီနဲ့အော်တက်ပါနှစ်ခုကိုဖြည့်ပေးရမှာဖြစ်တယ်ခန္ဓာတုတ္တတမ level 1တမမိတ်ဆွေတွေကိုရည်ညွှန်းလိုက်တာနော်ဟိရီအော်တက်ပါဆိုတာတီလရဲ့အကြောင်းအရင်နီးစွာ ွာသောအကြောင်းနှစ်ခုဖြစ်တယ်ဒါကဝိသုဒ္ဓိမေမာရောဒါစိတ်အငြိအကျင်းများကိုဖယ်ရှားခြင်းဆိုတဲ့သုတတမ level 1မှာရောဒီဟီရီဟီရီအော်ဒပါဆိုတဲ့နှလုံးကိုမေးတယ်နော် မကောင်းမှုကိုထိန်လန့်ခြင်းလက္ခဏာရှိ၏တဲ့လက္ခဏာကိုမေးသွားတယ်သူကတော့ဘာနဲ့တူလဲဆိုရင်ပြည့်တန်စာမနဲ့တူ၏တဲ့ပြည့်တန်စာမဟာဆိုလို့ချင်းရင်သူကမကောင်းမှုကိုထိန်လန့်ခြင်းလက္ခဏာရှိတယ်ပြီးရင်ကာယဒုစရိုက်ဆိုင်တီတို့မှာထိန်လန့်တတ်သောကြောင့်အော်တပါမြည်ဒါဆိုဒီနေရာမှာပေါ့နော်ဟာဆရာရဲ့ပေါ့နော်အော်တပါဆိုတာကကာယဒုစရိုက်တွေကနေပြီးတော့ထိန်လန့်တယ်ကာမေသူမိစ္ဆာစာရကိုလည်းထိန်လန့်တယ်ပေါ့နော်ဒါဆိုရင်ဥပမာကပြည့်တန်စာမလို့ပေးထားတယ်ပေါ့နော်ဟာဘလိုကြီးလဲပေါ့နော်ပြည့်တန်စာမဆိုတာကာမေသူမိစ္ဆာစာရအလုပ်ကိုလုပ်နေတယ်ပေါ့နော်အားလုံးဒီမှာစန့်ကျင်ပဲဖြစ်မနေဘူး ူလားပေါ့နော်အဲဒီနေရာမှာတဲ့နော်ဆရာမကြီးရဲ့ပြောရှင်းလင်းချက်ကကြတော့ဒီပြည့်တဆာမကကြတော့သူက သူကဒါသူ့ရဲ့အလုပ်ပေါ့နော်သူရဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီအလုပ်ကိုတော့လုပ်နေမှာပဲဒါပေမဲ့သူဒီဒီဟိုပြည်တန်စာမဟာဆိုရင်ကိုဝင်ရှိသွားပြီဆိုလို့ချင်းသူ့ရဲ့အလုပ်ကိုဆက်လုပ်လို့မရတော့ဘူးပေါ့နော်ပြီးတော့သူကသူ့ကိုသူလှလှပပနေရမယ်ပေါ့နော်မလှမပနေမယ်ဆိုလို့ချင်းသူ့ကိုလည်းခေါ်သုံးမဲ့သူမရှိဘူးပေါ့ဒါကြောင့်မလို့သူဒီကိုဝင်မရှိအောင်လို့အမြဲတမ်းသူ့ကိုသူဂယုဆိုင်နေရတယ်ပေါ့နော်ဒါကိုဒီအဲ့ဒါကအော်တပါဖြစ်တယ်လို့ခေါ်တယ်တဲ့ဒါဆရာမကြီးရေပြောထားတဲ့အတဲကနေပြန်ရှင်းပြတာဖြစ်တယ် နော်ဓမ္မမိတ်ဆွေတို့ဒီနေရာမှာအရင် complaint မတက်ပါနဲ့ဒီတိုင်းကြည့်မယ် order bar ကဒီ၃ချောင်းရှိတယ်ဆိုဒီ၃ချောင်းကိုကြည့်မယ်ပေါ့နော်အရင်ဟိုပေါ့နော်ဘာဖြစ်လို့ဘာဖြစ်လို့ဆိုတဲ့မေးခွန်းတွေကိုဖြေဖို့အတွက်ကျွန်တော်မှလည်းအဖြေမရှိဘူးပေါ့နော်ဒါပြီးတော့ဒါကျွန်တော်လည်းအချိန်တိတ်မရှိဘူးဒါကြောင့်မို့လို့ကျွန်တော်စာထဲမှာရှိတဲ့ဟာကိုပဲကျွန်တော် ဖတ်ပြပေးသွားတာဖြစ်တယ်နောက်တစ်ခုအာလောဘမြေပြင်မှာတွေ့ရင်တော့မေးလို့ရတယ်နော်အာလောဘဆိုလို့ရှိရင်လောဘဤဆန့်ကျင်ဘဲဖြစ်တဲ့တရားမျိုးကိုလောအာလောဘလို့ခေါ်တယ်လောဘရဲ့ဆန့်ကျင်ဘဲဒီအာလောဘဖြစ်တယ်ပေါ့နော်အာယုန်တိုင်းစိတ်ဤမကန့်ညီခြင်းလက္ခဏာရှိလောဘကကြတော့အာယုန်မှာကန့်ညီတယ်မြောင်နေစေလို့ပဲအာလောဘကကြတော့အဲ့ဒီအာယုန်ကိုစိတ်ကမကန့်ညီတော့ဘူးပေါ့နော်လိုချင်တဲ့ဆိုရပါလဲတန်း ဆဆွဲလန်းလန်းပါเนาะအဲ့ဒါကပါလဲငန်းငန်းတက်ပြနေတာမျိုးတွေမရှိဘူးပေါ့เนาะကိလေသာမှလွတ်ပြီးတော့ယဟန်နဲ့တူဤတဲ့ကိလေသာတွေလွတ်သွားပြီဆိုတော့ဒီယဟန်ကရိုးရိုးယဟန်မဟုတ်တော့ဘူးယဟန်တာပုဂ္ဂိုလ်နဲ့တူတယ်ပေါ့เนาะဒါကအာလောဘဆိုရင်ကိလေသာမှလွတ်ပြီးတဲ့ယဟန်သို့မဟုတ်ယဟန်တာပုဂ္ဂိုလ်နဲ့တူတဲ့စေတသိက်ဆိုရင်ဒါအာလောဘဖြစ်တယ်ပြီးရင်အာဒေါသ အာဒေါသဆိုတာကကြတော့ဒေါသရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့တရားကအာဒေါသဖြစ်တယ်တဲ့လွယ်လိုက်တာเนาะမိကုံကဟိုအတိတ်ပဲอ่ะเนาะအာယုန်နိုင်မကြမ်းတမ်းခြင်းဒေါသဆိုတာကကြမ်းတမ်းခြင်းလက္ခဏာရှိတယ်အာဒေါသဆိုတာကမကြမ်းတမ်းခြင်းလက္ခဏာရှိတယ်ပေါ့เนาะလျှောက်ပတ်တော့အဆွေခင်မွန်းကောင်းတဲ့တူဤတဲ့เนาะကတင့်တင့်လျှောက်ပတ်တဲ့ကိုနဲ့တဟဇာတာဖြစ်တဲ့မိတ်ဆွေခင်ခင်မွန်းကောင်းတဲ့တူတယ်တဲ့ဒီနေရာမှာယဟန္တာနဲ့တူသောစေတသိက်ကိုဖော်ပြပါဆိုရင်အာလောဘ အဆွေခင်ပွန်းကောင်းတဲ့ဒူသောစေတသိက်ကိုပေါ်ပြပါဆိုရင်အာဒောဒနော်အမျိုးကောင်းသမီးဆိုရင်ဟီရီပြည့်တန်စာမဆိုရင် အော်တပါအော်ဒီနီယာမှာလည်း ဒီအော်တမန်နဲ့ပတ်သက်ပြီးတော့ပြည့်တန်စာမဆိုဓမ္မမိတ်ဆွေတို့ကအရင်ရရင်ဆန်းဆန်းလေးဟိုမြင်မျက်စီမှာမြင်နေရတဲ့အမျိုးသမီးတွေကိုသွားပြီးတော့မထင်နဲ့เนาะဒီပြည့်တန်စာမဆိုတာကအရင်တုန်းကလေအမ္ဘပါဠိလိုခက်เนาะမြတ်စွာဘုရားရှင်ခက်ကအမ္ဘပါဠိလိုဆိုရင်ဒါကဒါပြည့်ရဲ့ပါလေတကယ်သူပြည့်တိုင်းပြည်တစ်ခုလုံးမှာသူဒီချောမောလှပါဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည့်ရဲ့တန်စာအနေနဲ့တန်ဖိုးထားပြီးတော့သူကို ရာထူးတစ်ခုအနေနဲ့ထားပေးတာပေါ့နော်ဘယ်သူနဲ့ပဲပျော်ပါဟိုခုနှစ်ပြည်ထောင်မင်းနေလာပြီးပျော်ပါမယ်ဆိုရင်သူ့ကိုအပို့ခါတွေအများကြီးပေးရတယ်ပြည့်ရဲ့တန်စာပေါ့နော် လက်မြည်တပြေလုံးရဲ့တန်စာအနေနဲ့ထားတဲ့အတွက်ကြောင့်မို့လို့ပြည့်တန်စာဆိုပြီးတော့ဒါသတ်မှတ်ထားတာဖြစ်တယ်ပေါ့နော်ဒါကအရင်ဒီမမေဆွေတို့ကပြည့်တန်စာမှဆိုရင်အခုမတူသလိုမတန်သလိုဆက်ဆံတယ်ပေါ့နော်မြေကိုရဲ့ဒီမျက်စီထဲမှာမြင်နေရတဲ့မျိုးသမီးတွေနဲ့တွားပြီးတော့မြင်အောင်တတ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးအစင်တန်မဟုတ်ဘူးเนาะဒါကြောင့်မို့လို့ဒီနေရာမှာအတက်ပါနဲ့ဒါဥပမာပေးထားတာဖြစ်တယ်ဟိုကိုမြင်ကိုမျက်စီချင်းမှာမြင်နေရတဲ့အမျိုးသမီးတွေနဲ့တွားပြီးတော့အဲ့ဒါကအတက်ပါလို့တွားပြီးတော့နှိုင်းရှင်လိုက်မယ်ဆိုရင်တော့ဘလို့မှအတိတ်ပဲနဲ့ဒီဥပမာနဲ့ကကိုက်ညီမှာမ ဟုတ်ဘူးเนาะဒီလိုလေးနားလည်ပေးပါနောက်တစ်ခုကတတရမက်ဆက်တတာမှာဆိုရင်ထိုးထိုးတရားတို့၌လျှိလျူရှုသည့်အဖြစ်သည်ရှုသည့်အဖြစ်သည်တတရမက်ဆက်တတာမြည်တတရမက်ဆက်တတာဆိုတာဒါ neglect လုပ်လိုက်တာဗောနော်ဒါလျှိလျူရှုလိုက်တာလို့ပြောတာဒီနေရာမှာလျှိလျူရှုတယ်ဆိုတာကဒါပုံကိုကိုလျှိလျူသူသူနဲ့သူနဲ့မတည့်ဘူးသူ့ကိုမကော်မပြောဘူးဆိုတာဥပမာဥပက္ခမဟုတ်ဘူးဗောနော် သူရဲ့အပြုတ်မှုတွေကိုကိုကစိတ်ထဲမှာနှလုံးမသွင်းတော့ဘူးပေါ့နော်သူကကိုမျက်လုံးတွေမိပြချာထုတ်ပြရင်လည်းကိုကအော်ရေးပြလိုက်တာပေါ့နော်ဒါတော့ပဲစိတ်မဆိုးဘူးပေါ့နော်အဲအဲ့လိုမျိုးလေးတခါသူကအသေးပုံလေးတွေလုပ်ပြတယ်ပေါ့နော်ဟိုပေါ်ဒီပေါ်ဖော်ပြရင်လည်းကိုကသူ့ကိုစိတ်မဝင်စားဘူးပေါ့ဒါဆိုရင်ဒါဒရာမက်စစ်တတ်တာဖြစ်တယ်သူရဲ့အပြုတ်မှုတွေကိုကိုကလှည့်လျူရှုလိုက်တာဖြစ်တယ်နော်ပုံကိုကိုလှည့်လျူရှုတာမဟုတ်ဘူးသူရဲ့အပြုတ်မှုတွေကိုမင်နာကိုလှည့်လျူရှုလိုက်တာဖြစ်တယ် စိတ်စေတသိက်တို့ကိုလျှည့်လျူရှုခြင်းလက္ခဏာရှိတယ်။အညီညော့ပြက်ကုံသောမြင်းတို့ကိုလျှည့်လျူရှုတတ်သောယထာဒိနဲ့တူဤဒီနေရာမှာမှတ်သားရမှာကဓမ္မမိတ်ဆွေတို့ကဒူတာလေးတွေဆိုရင်နှိုင်းရှင်ပြီးမှတ်ရမယ်။မနတိကာရဆိုရင်အာဇာနီ မြင်းတို့ကိုလိုရာဂရီကိုဖြောင်းဖြောင်းသွားအောင်လို့မောင်းနှင်တတ်တဲ့ယထာထိန်နဲ့တူတယ်တဲ့တတရမက်ဆစ်တတာကကြတော့အညီညွတ်ဖြစ်ကုန်သောမြင်းတို့ကိုလေးလျူရှုတတ်သောယထာထိန်ကဲ့သို့မြင်းတွေကသူ့ဟာနဲ့သူမြင်းခုနှစ်ကောင်ပေါ့နော်ယထာလုံးကိုဆွဲနေပြီဆိုလို့ရှိရင်သူတို့က ညင်ညညဆွဲနေပြီအဲကလမ်းမှန်မှန်ကိုရောက်နေပြီဆိုရထားတိုင်းကတိတ်ပြီးတော့အဲ့ဒီမြင်းတွေကိုရိုက်မောင်းစရာမလိုတော့ဘူးပေါ့နော်မြင်းတွေကတုတ်တွားနေပြီဆိုကိုကရိုက်စရာလည်းမလိုတော့ဘူးနည်းနည်းလေးကျိုးလေးကိုဟိုလွဲဒီလွဲလှုပ်ယုံလောက်ပဲနော်လမ်းလေးကိုထိမ့်ယုံလောက်ပဲရှိတော့တယ်အရင်ကြီးဟိုအားဆိုင်ပြီးလှုပ်စရာမလိုတော့ဘူးမြင်းတွေကိုလေးလူရှူထားလို့ရပြီပြီးတော့ဘေးရဲ့သူ့ရဲ့ပါလာတဲ့ခရီးတွေတွေနဲ့စကားပြောမင်းကြီးနဲ့ပေါ့နော်ပြထားတိုင်းကအာစကားပြောနေလို့ရမြင်းတွေကိုတိတ်ပြီးကူးဆိုင်စရာမလိုတော့ဘူးဒါမြင်းတွေကသူ့ဟာသူ့လမ်းသူတွားနေပြီညင်ညွတ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါဆိုရင်ရထားတိုင်းနှစ်ခုကိုတွဲပြီးတော့မှတ်ပေးပါ ရပြီနောက်နောက်တစ်ခုကြတော့ဗာလဲကာယပတ္တိဒါစုံတွဲစေတသိက်ယုကလစေတသိက်တွေကိုကြည့်ရအောင်ကာယပတ္တိစိတ်တပတ္တိဝေဒနာအစာကြည့်သောစေတသိက်အပေါင်းဤငြိမ်းချင်းသည်ကာယပတ္တိမြည်၏တဲ့ အဲ့ဒီမှာဆိုရင်စေတသိက်တွေပေါ့နော်ဝေဒနာစသောစေတသိက်တွေအများကြီးပဲအဲ့ဒါကသူတို့တွေငြိမ်းသွားတာကိုကာယပတ္တိလို့ခေါ်တယ်စိတ်ဤငြိမ်းခြင်းတည်အဲ့ဒါကစိတ်တွေငြိမ်းသွားတာကြတော့အဲ့ဒါကပတ္တိဆိုတာငြိမ်းအေးတာပေါ့နော်ဒီနေရာတော်မျိုးစီတို့ကငြိမ်းခြင်းဆိုတာကိုလိုင်းဒါတာအယောင်ချေထားပေါ့နော်ဒါကြောင့်မို့လို့ဒါဆိုရင်ကာယပတ္တိဆိုရင်စိတ်တပတ္တိဆိုရင်ဒါစိတ်တွေငြိမ်းချမ်းတာကာယပတ္တိဆိုရင်ဒါစေတသိက်တွေငြိမ်းချမ်းတာဒါလို့မှတ်လိုက်ရင်နားလည်ပြီနော်ပြီးရင်သူ့ရဲ့လက္ခဏာကတော့ကာယပတ္တိဆိုတာကစေတသိက်စိတ်တပတ္တိဆိုတာကစိတ်ဒါကြောင့်မို့လို့စေတသိက် ိစိတ်တရားတို့ဤပူပန်ခြင်းမှငြိမ်းချင်းလက္ခဏာရှိကုန်ဤလက္ခဏာကိုရေးတဲ့အခါမှာဆိုရင်တော့ငြိမ်းချင်းလက္ခဏာရှိတယ်ဒါဘယ်နေရာငြိမ်းသွားတာလဲဆိုရင်ပူပန်ခြင်းကနေပြီးတော့ငြိမ်းသွားတဲ့လက္ခဏာရှိတယ်ဒီလိုလေးမှတ်သားပေးပါကာယလဟုဒါစိတ်တလဟုဒါလဟုဒါဆိုတာကကြတော့ပေါ်ရာပေါ့နော် light ဖြစ်တာ LNGHD light ပေါ်ပါတာစေတသိက်ဆိုရင်တော့ဝေဒနာအစာချီသောစေတသိက်အပေါင်းဤပေါ်သည်အဖြစ်သည်ကာယလဟုတာလို့ခေါ်တယ်စိတ်တလဟုတာဆိုရင်စိတ်ဤပေါ်သည်အဖြစ်သည်စိတ်တလဟုတာဖြစ်တဲ့ လက္ခဏာကိုရေးမယ်ဆိုရင်အဲဝိစိတ်တသိစိတ်တို့ဤလေးတီပော့တီဆိုတာကဘာလဲဆိုလဲချင်းလေးတီအဖြစ်မှငင်းချင်းလက္ခဏာရှိကုန်ဤတဲ့နော်လေးတီအဖြစ်မှဒါသာလုံးပေါ့မားနေလားဆိုမမားဘူးနော်သူကကြတော့อืมလာမေဆွေတို့ကဒီနေရာမှာစိတ်တသိတို့စိတ်တို့ဒီဘာလဲဆိုလို့ချင်းအဲ့ဒါကလေးနေတာကနေပြီးငင်းသွားတယ်ဆိုတော့ပေါ့သွားတယ်လို့ဆိုလိုတာပေါ့နော်ဒီလိုလေးမှတ်သားပေးပါဒါမှမဟုတ်ဒီလိုမရေးချင်ဘူးဓမ္မမေဆွေတို့ကစိတ်တသိစိတ်တို့ဤပော့ချင်းလက္ခဏာရှိဤပေါ့နော်အဲ့လိုရင်းရင်းလဲမှတ်ပါတယ်နော် နောက်ပြီးတော့ဟိုမှာငိမ့်နေတာကာယပတ္တိစိတ်တပတ္တိမှာလည်းငိမ့်ခြင်းဆိုတဲ့အခါမှာပူပူခြင်းကနေငိမ့်သွားတာဆိုတော့ဗာပြောသွားလဲငိမ့်သွားအေးသွားတာပေါ့ဒီလိုဆိုလိုတာနောက်ကာယမုဒ္ဒတာ စိတ်တမုဒ္ဒတာ ကာယဆိုတာကစေတသိက်တွေရဲ့ဗာလဲမုဒ္ဒတာဆိုနူးညံ့တဲ့အဖြစ်စိတ်တမုဒ္ဒတာဆိုတာကစိတ်တည်းရဲ့နူးညံ့တဲ့အဖြစ်ကိုဆိုလိုတာသူ့ကိုလည်းပဲလက္ခဏာရေးမယ်ဆိုလို့ချင်းအဲဒီနေရာမှာ ဒီဟာဒါအစားဥထဲအတိုင်းရေးထားတာနော်ဝေဒနာအစားကြီးသောစိတ်တသိအပေါင်းစိတ်တို့ဤခက်တရော်ရှိသည့်အဖြစ်မှငြိမ်းချင်းရလားအဲဒါလို့ဒါမှမဟုတ်ဒါမှမဟုတ်ဆိုလို့ရေးနေကြတဲ့ရေးမယ်ဆိုရင်အဲစိတ်တသိစိတ်တို့ဤခက်တရော်ရှိသည့်ခက်တရော်ဆိုတာမာကြောတာပေါ့နော်မာကြောတာကနေငြိမ်းသွားတယ်ဆိုရင်နူးညံ့တယ်လို့ဆိုလိုတာပါကာယကံမြညတာစိတ်တကံမြညတာကံမြညတာဆိုတာကကြတော့ခန့်တာပေါ့နော် ခန့်တည်ဤအဖြစ်ကာယကံမညတာဆိုတော့ဒါကစေတသိက်တို့ရဲ့အမှု၌ခန့်တည်ဤအဖြစ်ကောင်းတည်ဤအဖြစ်စိတ်တကံမညတာဆိုတာစိတ်ဤအမှု၌ကောင်းတည်ဤအဖြစ်ခန့်တည်ဤအဖြစ်ဒီကံမညတာမြည်ဤဒါဆိုရင်သူကိုလည်းပဲလက္ခဏာရင်းမယ်ဆိုရင်ဝေဒနာစားသောစေတသိက်အပေါင်းစိတ်တို့ဤအမှု၌မကောင်းတည်အဖြစ်မခန့်တည်အဖြစ်မှငြိမ်ခြင်းမကောင်းတယ်မခန့်တာကနေပြီးတော့ငြိမ်သွားပြီဆိုရင်ကောင်းတယ်ခန့်တယ်ဆိုတာကိုဆိုလိုတာပါဒါမှမဟုတ်ရင်ကိုဟာကိုနားလေတယ်လို့ရင်းမယ်ဆိုရင်စေတသိက်စိတ်တို့ဤအရာကအခန့်တည်ဤ ခန့်ကျင်လက္ခဏာရှိသည်ပေါ့နော်ဒီလိုလေးရေးပေးရမယ်။ဘာမဖြစ်လို့တော့နော်နှမျိုးပြောသွားတယ်အဆင်ပြေတယ်လို့ရေးလို့ရတယ်။ကာယကံဒါကျွန်တော်ကမေတာဝီဆရာဆိုင်ထဲကနေတည်းရရေးထားတာဖြစ်တယ်နော်။ကာယကံမညပါကုံညတာစိတ်တပါကုံညတာကာကုံညတာဆိုတာကလေ့လာသည့်အဖြစ်ပေါ့နော်။ပွန်တီလေ့လာတယ်တဲ့။ ဝေဒနာစာကြည့်သောစေတသိက်အပေါင်းဤလေးလာသည့်ဤအဖြစ်သည်ကာယကာမိညတာပါကုံညတာမြည်ဤစိတ်ဤလေးလာသည့်အဖြစ်သည်စိတ်တပါကုံညတာမြည်ဒါမှမဟုတ်လေးလာသည့်အဖြစ်ကိုလိုင်းတာထားမယ်ပေါ့နော်အယောင်ချဲချဲထူးခြားတာလေးကိုအယောင်မိန်းစာလုံးကိုအယောင်ချဲထားရင်ဂျန်တဲ့ဟာကိုယ့်ဟာကိုရှားရေးလို့ရတယ်သူရဲ့လက္ခဏာဆိုရင်စေတသိက်စိတ်တို့ဤအနာရှိသောစိတ်ဤအဖြစ်ဟုဆိုအပ်သောအဲမတ် မတရာချင်းအစာချီတော်ကိလေသာတို့ကိုငြိမ်းစေခြင်းလက္ခဏာရှိ၏တဲ့တရာမဟုတ်ဘူး။ဒါရင်တော့အရာကမတတာဆိုတာမယုံကြည်ဘူးပေါ့နော်။မယုံကြည်ခြင်းဆိုတဲ့ကိလေသာတွေကိုငြိမ်းသွားပြီဆိုတော့ယုံကြည်ခြင်းဆိုတဲ့လက္ခဏာတွေရှိလာပြီပေါ့ဒီလိုဆိုလိုတာ။နောက်တစ်ခုကြတော့ကာယစုကကာယစုကတာစိတ်တုစုကတာဥစုကတာနဲ့ကာယနဲ့ပေါင်းလိုက်တော့ကာယစုကတာဖြစ်သွားတယ်ဝေဒနာစာချီသောစေတသိက်အပေါင်းဤဖြောင့်စွာနော်စုကတာဆိုတာဥစုကတာနော်ယောသဖြောင့်မတ်တာကိုပြောတာ အဲ့ဒီမှာကြတော့အပေါင်းဤဖြောင်းစွာဖြစ်သည်အဖြစ်သည်ဖြောင်းစွာဖြစ်သည်အဖြစ်သည်ကာယုစုကတမြည်ဤတဲ့ နမိတ်ဆွေတို့ကစာချက်တထောက်လို့ရှိရင်လေဖြောင်းစွာဖြစ်သည့်ဤအဖြစ်သည့်ကာယုဇုကတာမြည်ဤအဲ့လိုမျိုးလေးရေးပေးလို့ရရနော်ဒါကျွန်တော်စာအုပ်ထဲမှာကြည့်တဲ့အခါဤဆိုတဲ့စာလုံးမပါဘူးမပါတော့အဲ့တိုင်းလေးပဲပြန်ရေးထားတာဖြစ်တယ်နမိတ်ဆွေတို့ကစာချက်တဲ့အခါကျရင်ဒီတိုင်းချက်ရှင်လဲကြည့်မကြည့်လို့နည်းနည်းထောက်တယ်ဆိုလို့ချင်းလဲဝေဒနာစားကြည့်သောစေတသိက်အပေါင်းဤဖြောင်းစွာဖြစ်သည့်ဤအဖြစ်သည့်ကာယုဇုကတာမြည်ဤဒါလေးကပိုကောင်းတယ်နော်စိတ်ဤဖြောင်းစွာဖြစ်သည့်အဖြစ်သည့်စိတ်တုဇုကတာမြည်ဤဒါစိတ်တွေကလည်းဖြောင်းဖြောင်းတန်တန်ဖြစ်နေရင်ဒါကစိတ်တုဇုကတာလို့ခေါ်တယ်စိတ်မကောက်ဘူးဆိုရင်စိတ်တုဇု ကတာပေါ့နော်နောက်တစ်ခုကြတော့ဗာလဲဆိုရင်အဲငါစိတ်ကောက်နေတယ်လို့သူများကိုပြောချင်လို့ရှိရင်ဘယ်လိုပြောဟုတ်လဲနည်းနည်းလေးဟိုစတဒီကကြောက်တင်ပြီးသားပြီဆိုတော့ငါစိတ်တူစုကတာမဟုတ်ဘူးပေါ့အဲ့လိုမျိုးပြောလိုက်ပေါ့နော်အဲ့ဆိုငါစိတ်ကောက်နေတယ်လို့ဆိုလို့တာပေါ့နော်အဲဒါနည်းနည်းလေးနော် apply လုပ်လိုက်တာပေါ့ကာယုဇုကတာစိတ်တုဇုကတာတို့ဒီစေတသိက်စိတ်တို့ဒီမှာဝိဇ္ဇာအောက်ကအောက်ကမြင်ကြရခဲ့တယ်နော်တို့ဤဖြောင့်သည်အပြည့်လျင်လက္ခဏာရှိကုန်ဤဒိဗေရရင်ဒီမှာမိတ်ဆွေတို့ကဒီ ဟိုပါရပါပြီเนาะဖြောင်းစွာဖြစ်သည့်အဖြစ်ဖြောင်းခြင်းလက္ခဏာရှိတယ်ဒါကို ရေးရရင်ရပြီနောက်တစ်ခါကျတော့ဝိယတိစေတသိက်3ပါ အပ္ပမညာစေတသိက်2ပါအပေါင်းပြင်ញိန်တွေပေါင်းချပြီเนาะ အဲပမာဝါစာဆိုတာကအသက်မွေးမှုနဲ့မဆက်ဆိုင်ပဲအကြောင်းမရှိတော့ဝစီဒူးစရိုက်၄ပါးမှရှောင်ကျင်ခြင်း2020မှာမိသားတဲ့တမဝါစာရဲ့အထိပ်ပဲဝါစာစကားပြောတာဆိုတော့ဝစီဒူးစရိုက်၄ပါးကနေရှောင်ကျင်တာဒါအသက်မွေးဝမ်းကြောင်းနဲ့မဆက်ဆိုင်မှုပေါ့နော်ဒီနေရာမှာတမကံမန္တကြတော့လေသူလည်းအသက်မွေးဝမ်းကြောင်းနဲ့မဆက်ဆိုင်ပဲနဲ့ကာယဒူးစရိုက်၃ပါးကနေရှောင်ကျင်တာတမအာဇီဝကကြတော့ဒါအာဇီအသက်မွေးတာဆိုတော့တမအာဇီဝဆိုတာမှန်မှန်ကန်ကန်အသက်မွေးတယ်ဆိုတော့အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်သွားပြီဝစီဒူးစရိုက်၄ပါးကာယဒူးစရိုက်၃ပါးနှုတ် ဘောင်း9ဘောင်းလုံးကနေပြီးတော့ရှောင်ကျင်တာဖြစ်တယ်အိပယ်လွယ်တဲ့အတွက်ကြောင့်တစ်ခေါက်ပဲပြောသားမယ်နော် က်တစ်ခုကကရုဏာကရုဏာကဓမ္မမိတ်ဆွေတို့ကစာလုံးအဝါလေးလုပ်ပြီးတော့စတားလေးပြတာဘေးကကြီးကိုလိုင်းတာတာဒါလူတွေကအပြင်မှာဖတ်တဲ့ကကရုဏာကရုဏာနဲ့ဖတ်တယ်အဲရေးတဲ့အခါအဲ့ဒီတိုင်းပဲရေးသွားတယ်မှားတယ်ပေါ့နော်ကရုဏာလို့အတန်ထွက်ပြီးတော့ဖတ်ရက်ကရေးတဲ့အခါလည်းမမှားတော့ဘူးကရုဏာဖြစ်တယ်ကျွန်တော်တို့ဆိုလေဟိုခလေးလို့ရေးလို့ရှင်လေခဝင်းနဲ့လေးခလေးရမလားကကြီးနဲ့ခလေးရမလားဆိုခါကြီးကြရင်ကြောင်ကြောင်သွားတယ်ပေါ့နော်အဲ့ခါကြရင်ကကလေးငယ်ချစ်စပွဲဆိုပြီးတော့ပြရွက်လိုက်လို့ရှိရင်အဲကကြီးနဲ့ပေါင်းရမယ်ဆိုတော့တည်သွားတယ်ပေါ့နော်ဒီလိုပဲဒီနေရာမှာလည်းကရုဏာလို့ထွက်တာအမှတ် ထားပေးရင်ဟိုခဏခဏရွတ်ရွတ်တဲ့အတိုင်းပဲရွတ်လို့ရှိရင်ရေးတဲ့အခါလည်းမှန်သွားမယ်နော်ဒါပေမဲ့သူများသူများကကိုယ်ကိုလာပြီးတော့ဟာဒီကောင်စာလုံးပေါင်းဘာဖြစ်နေလဲမသိဆိုပြီးတော့ပြောရင်ပြောမစေကိုစာလုံးပေါင်းမှန်မှုအဓိကအရေးကြီးတယ်ဟုတ်တယ်ဟုတ်နော်ကရုဏာလို့ရေးပေးရမယ်သူတစ်ပါးတို့ဤ ဒုက္ခဖြစ်သည်ရှိသောသူတော်ကောင်းတို့ဤနှလုံးပူပန်ခြင်းကိုဖြစ်စေတတ်သောကြောင့်ကရုဏာမြည်တခါတည်းကြရင်သူများဒုက္ခရောက်နေရင်ကိုကလေစိတ်ထဲမှာနော်တမျိုးလေးဖြစ်စိတ်ဆင်းရဲသွားတယ်စိတ်နှလုံးမသာမယာဖြစ်သွားတာပေါ့ဒါကကိုယ့်ရဲ့ကရုဏာစိတ်တည်းဖြစ်တယ်သူတော်ဘာဤဒုက္ခကိုပယ်တတ်သောကြောင့်လေကရုဏာမြည်သူများတွေကဆင်းရဲဒုက္ခထမင်းထမင်းငတ်နေတဲ့ဆုံးကပတ်စံလင်းနဲ့နေပပပေးလိုက်လို့ချင်းကိုစိတ်ချမ်းသာသွားတယ်သူထမင်းစားပါစေဆိုပြီးဒါကလည်းကရုဏာဖြစ်တယ်တဲ့သူတော်ဘာဤဒုက္ခကိုဖြစ်စေတတ်သောကြောင့်လေကရုဏာမြည်ဤတရားရောက်ကသွားကြိုက်နေတာပေါ့ကိုကမကြည့်နိုင်လို့သွားတွေနှုတ်ပေးလိုက်တယ်ဆိုလို့ရှိရင်လည်း ပဲဒါသူ့ရဲ့ဒုက္ခကိုကဖယ်ရှားလိုက်တယ်ဒုက္ခကိုဖယ်လိုက်ရင်ပါလာမလဲဒုက္ခဖြစ်လာမှာပေါ့နော်ဒုက္ခကိုဒုဖြိုဖြစ်စည်းလိုက်လို့ချင်းဒုက္ခဖြစ်လာမယ်ဆိုတာစေတသိက်စိတ်ပိုင်းမှာတမမိတ်ဆိုလို့သင်ပြီးသွားပြီနော်ဒုက္ခနဲ့ဒုက္ခရဲ့အတိပဲဖွင့်မှာဒါကလည်းကရုဏာဖြစ်တယ်တဲ့ဆင်းရဲရောက်ကုန်တော့သူတို့ဤသူတို့နိုင်ဖြန့်အပ်သောကြောင့်လဲကရုဏာမြည်ဒါကတော့ဒါဆင်းရဲရောက်နေတဲ့ပုံကိုယ်လေးကိုကိုကမြတ်တာဖြန့်ဝေတာကိုအာကိုဘာလို့ခေါ်လဲဆိုကရုဏာဖြစ်တယ်လို့ခေါ်တာ ဖြန့်နေဆိုတာမျိုးစုံပေါ့နော်ဘာမှမပိနေရင်တော့လည်းမေတ္တာပို့ပေးလိုက်တာပေါ့ပေးနိုင်လို့ချင်းလည်းသူရဲ့အထောက်ပံ့လေးတွေပေးလိုက်မယ်ဆိုလို့ချင်းငွေကြေးတက်နိုင်သည့်ဖြစ်စေစားတော့တက်နိုင်သည့်ဖြစ်စေထောက်ပံ့ဖြန့်ဖြန့်ဖြူးပေးလိုက်မယ်ဆိုရင်လည်းဒါကိုယ့်ရဲ့ကရုဏာကိုပေါ်ပြတာဖြစ်တယ်ဒီနေရာမှာကရုဏာရဲ့အဓိပ္ပာယ်ဘယ်နှကြောင်းရှိလဲဆိုတော့လေးကြောင်းရှိတယ်ပေါ့နော်ဒါလေးကိုချက်ထားပေးပါကြိုက်တယ်နော်ဒါလေးကောင်းတယ်သူတစ်ပါးဤဒုက္ခကိုပယ်ဖြစ်လို့သောသူဤအဖြစ်ဟုသောလက္ခဏာရှိဟုတ်တယ်လေကရုဏာဆိုတာကသူတစ်ပါးဒုက္ခရောက်နေတာကိုဖယ်ရှားလို့တဲ့အရှင်နေလက္ခဏာရှိတယ်ပေါ့သူမှာအဓိပ္ပာယ်လက္ခဏာဥပမာမရှိတော့ဘူးเนาะ နောက်တစ်ခုကမုဒိတာမုဒိတာဆိုတာတံပြုတ်တရားတို့သည်ထိုသဘောအားတရားဖြင့်ဝမ်းမြောက်တတ်ကုန်၏မုဒိတာဆိုတာဝမ်းမြောက်တာနော်သူတစ်ပါးရှမ်းတာနေတာကိုကြည်ပြီးတော့ကိုကဝမ်းမြောက်ဝမ်းသာဖြစ်နေတာ အိတာရဲ့စန့်ကျင်ဘက်စစ်တသိက်ကမူဒီတာဖြစ်တယ်ပေါ့နော်အိတာကသူတော်ကကိုအိနဲ့တာနေရင်မနာလို့ဘူးကိုအိမှာတဆဲသူအိမှာတရားရှိရင်ကိုအိတဲ့သူအိကတာနေတော့အိတာလို့မှတ်တယ်တဲ့နော်တချို့ဆရာမတွေကဒါလွယ်တယ်ကောင်းတယ်နော်အဲအဲ့ဒါလို့ဆိုလို့ရှိရင်ဒီမှာလေမူဒီတာဆိုတာကသူနဲ့စန့်ကျင်ဘက်ပေါ့နော်သူတော်ကရှမ်းတာနေတာကိုကိုကကြည့်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေတာထို့သို့ဝမ်းမြောက်ကြောင်းဖြစ်သောကြောင့်မူဒီတာမြည်ဤဓမ္မမိတ်ဆွေတို့ကအဓိပ္ပာယ်ကိုစာအုပ်ထဲကအတိုင်းကျင့်ပေးမယ်နော်သူတော်ဤ စည်းစိမ်ဥစ္စာကိုအာယုံပြု၍ဝမ်းမြောက်ခြင်းလက္ခဏာရှိ၏ဒါဆိုရင်မုဋ္ဌိတာကလည်းပဲဒါဗဟိတဆိုတဲ့အာယုံပေါ့နော်သူများအသူတစ်ပါးရဲ့စည်းစိမ်ကိုအာယုံပြုတာပေါ့နော်အိတာဆိုရင်လည်းဒါသူတစ်ပါးရဲ့အာယုံကိုသူတစ်ပါးရဲ့ပစ္စည်းဥစ္စာကိုအာယုံပြုတာဆိုဗဟိတအာယုံလို့ခေါ်တယ်မက်ဆရိယာကကြတော့ကိုယ်ပစ္စည်းတွေကုန်ပါစို့လို့ဟွက်ထားတာဝန်တုံနေတာဆိုတော့ဒါမိမိရဲ့ပစ္စည်းဆိုတော့အဇတကိုအာယုံပြုတယ်ပေါ့နော်ဒီလိုမှတ်ပေးမယ်နော်နောက်အထူးကြရင်ဒါတွေပါလာမှာမို့လို့ကျွန်တော်ကြိုပြီးတော့ပြောနေတာဖြစ်တယ် နောက်တစ်ခုကပြင်ငိန်ဒရေဆိုရင်အပြားအဖျင်းတိတက်အပြားအဖျင်းတိတက်ဆိုအပြားဆိုတာအမျိုးမျိုးအပြားအစအစပေါ့နော်မျိုးစုံတိတက်တယ်လို့ပြောတာအဲတမျိုးတည်းတိတာမဟုတ်ဘူးအများကြီးကိုတိတာနော်အဲပြီးရင်အနေဆာအစရှိသောအစွမ်းပြင်ထို့အနေဆာရဲ့နောက်မှာအစရှိသောဆိုတော့ဒုက္ခအနတ္တဆိုတဲ့နှလုံးပါလာအနေဆာဒုက္ခအနတ္တပေါ့နော်စသည်ဖြင့်ထိုးထွင်းရည်တိတက်တဲ့အတွက်ကြောင့်မို့လို့ပညာလို့ခေါ်တာပါတဲ့နော်ထိုးပညာသည်ပင်အကျဉ်အကျဉ်သို့သောသဘောကိုထိုးထွင်း၍တိရ၌အစိုးရသည်အဖြစ်နှင့်အရှင်သည်ဖြစ်၍အိန္ဒြေမြီ သောကြောင့်ပြင်းချင်းတွေမြည်၏။ဒါရင်တော့အိဋ္ဌဆတုကအနတ္တပြင်ထိုးထွင်းမိတဲ့သိတဲ့အတွက်ကြောင့်မို့လို့ပညာမြည်တယ်။သူကသိတဲ့နေရာမှာအစိုးရတဲ့အတွက်ကြောင့်မို့လို့အင်ဂျီရီလည်းထိုက်တယ်။ဒါကြောင့်မို့လို့ပြင်းချင်းတွေလို့ခေါ်တယ်။နောက်ဇီဝိတာနဲ့တူတယ်နော်။တံပြုတ်တရားတွေကိုစောင့်ချောက်တတ်တဲ့အတွက်ကြောင့်မို့လို့ဇီဝိတာလို့ခေါ်တယ်။စောင့်ချောက်တဲ့နေရာမှာသူအစိုးရတာဖြစ်တဲ့အတွက်ကြောင့်အင်ဂျီရီလည်းမြည်တယ်။ဒါကြောင့်မို့လို့သူဒီဇီဝိတင်ဂျီရီမြည်တယ်။ဒီနေရာမှာလည်းပြင်းချင်းတွေကအဲ့လိုပဲသိတဲ့နေရာမှာသူဒီသိတဲ့အတွက်ကြောင့်မို့လို့နော်။ ပညာလို့ခေါ်တယ်။အဲတိတဲ့နေရာမှာသူအဆိုးရတဲ့အတွက်ကြောင့်မို့လို့အင်ဂျရီထိုက်တယ်။ဒါကြောင့်မို့လို့ပြင်ဂျင်ဂျရီလို့ခေါ်တယ်။ညံလို့လည်းခေါ်တယ်။အာမောဟာလို့လည်းခေါ်တယ်။ဒါဆိုဓမ္မမိတ်ဆွေတို့ဒီနေရာမှာနားလည်မယ်နော်။ပြင်ဂျင်ဂျရီနဲ့ပတ်သက်ပြီးတော့